အားလုံးပဲမင်္ဂလာပါဗျကလောမြို့ဒီကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျအခုကျွန်တော်မိတ်ဆက်ပေးမယ့်အိမ်လေးတစ်လုံးကတော့ကလောမြို့အနီးအင်းမင်ကျေးရွာမှာတရှိတဲ့ပြည်တော်စုလမ်းမနဲ့10မိနစ်ဝန်းကျင်သာဝင်ရတဲ့အိမ်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရယ်ခင်ဗျအခုအိမ်လေးကိုတော့ပြည်တော်စုလမ်းမကနေကားပဲ10မိနစ်လောက်ဝန်းတိုင်းနဲ့ရောက်ရှိပါမယ်ရောက်မဲ့အိမ်လေးကတော့ဒီအိမ်လေးဖြစ်ပါရယ်ခင်ဗျခြံဝန်းကလည်းကြကြဝန်းလေးရှိပြီးတော့ခြံဝန်းထဲမှာအနည်းဆုံးကားခွနဲ့စီတော့ရက်လို့ရပါတယ်။အလားအုံးမင်းတွေလည်းစိုက်ထားပါတယ်ဗျ။ ုံချုံရင်အတွက်လည်း play play တိုင်းလည်းတက်ထားပြီးသားဖြစ်ပါတယ်ခဗျအရင်မီးစုံနဲ့အစ်စ်နဲ့အင်းနဲ့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ချက်ဝင်လေးတွေကိုရက်ပြပေးနေခြင်းဖြစ်ပါတယ်ခဗျဒါလေးကတော့ခြံပီးကရက်ကကားကိုတောင်လေးလှုပ်ထားတာပါဗျဒီမှာတော့ခြံဆောင်နေပါတယ်ထားလို့ရတာပေါ့ကျွန်တော်ဒါကတော့အိမ်လေးကိုတက်တဲ့လေကားလေးဗျဒါကတော့အိမ်ဝင်တကားပေါ့ပေါ့ ပြီးတော့ခြံရဲ့ဘေးလေးကိုကျွန်တော်လိုက်ပြပေးမယ်ဒါကတော့ခြံအိမ်ဘေးမှာခြံနဲ့မြေအလွတ်လေးတွေပေါ့အနောက်မှာလည်းသူကအဲ့လိုမျိုးအများသောအင်တာဖြစ်ဒီလုံးပါသေးရဲ့ဗျဒရိုင်းနဲ့ဒီလုံးပါပါသေးရဲ့ဒါကြီးကတော့အိမ်ရှိကိုလမ်းမြင်နေရတဲ့နေရာလေးပေါ့အခုကျွန်တော်အိမ်ထဲကိုလိုက်ပြမယ်အိမ်ကတော့အဲထဲမှာကတော့ထင်းရှူးသားလေးနဲ့ကတ်ထားရခင်ဗျ မျက်နှာချက်ကိုလည်းထင်ရှားသားလေးနဲ့လုပ်ထားတယ်။ဒါလေးကတော့အိမ်ရဲ့အိမ်ခန်းပဲဖြစ်ပါတယ်။ကလောဒေတာရဲ့ vibe ကိုရအောင်စောက်ထားတဲ့အိမ်လေးဖြစ်ပါတယ်ဗျ။စီကောင်းနေပဲသုံးထားပြပါတယ်။ထင်ရှားသားလေးနဲ့ပေါ့။ဟုတ်ကဲ့။ဒါလေးကတော့အိမ်ခန်းလေးဖြစ်ပါတယ်ဗျ။ပြီးရင်တော့ဒါလေးကတော့ဓမင်းစားခန်းလေးဖြစ်ပါတယ်။ဓမင်းစားခန်းလေးရဲ့လည်းသူ့အတဲသူ့တသက်ရဲ့လေးရှိပါတယ်။ အောက်ထပ်မှာတော့ကျွန်တော်တို့အိတ်ခမ်းတခမ်းပါမယ်ခင်ဗျအဲဒါကတော့အိတ်ခမ်းပေါ့အောက်ထပ်မှာရှိတဲ့အိတ်ခမ်းတခမ်းလေးရဲ့ပုံစံပဲအိတ်ခမ်းလေးနဲ့ကဲ့ရက်မှာတော့သူကမီးဖို့ကြောင်ရှိမယ်ခင်ဗျအဲချက်ပြုတ်စားတောက်လို့ရတယ်မီးဖို့ကြောင်လေးတခုရှိမယ် ါလေးကတော့အောက်ထပ်မှာရှိတဲ့ YouTube channel နဲ့အင်တာတွဲရခန်းလေးဖြစ်ပါတယ်။ပူထိုင်ပေါ့။ရေပူရေးလေးလည်းရပါတယ်ခင်ဗျာ။ဒါကတော့ရေချိုးတဲ့နေရာလေးပေါ့။ဟုတ်။ပြီးတော့ကျွန်တော်အပေါ်ထက်ကို လိုက်ပြပေးပါမယ်။အိမ်လေးကတော့နှစ်ထပ်အိမ်လေးဖြစ်ပါတယ်။အပေါ်ထက်မှာတော့သူကတော့အိတ်ခမ်းပုံများမယ်ခင်ဗျ။အိတ်ခမ်းသုံးခမ်းပါမယ်။ ွိုင်းလိုက်တစ်ခုပါမယ်ယူကန်တစ်ခုပါမယ်ဒီယူကန်အိမ်နာတွဲရက်တစ်ခုပါမယ်ခင်ဗျာဒါကတော့ပေါ်ထက်လေးကိုတက်လာပြီပြတ်အိမ်တော့ तू ကထင်းကျူးသားတွေနေပဲကတ်ထတာခင်ဗျာဒါကတော့ဟိုအပေါ်ထက်ကအိမ်ကန်တခန်းပေါ့ဒါတကားလောကြနေလို့ခင်ဗျာဒါကယူကန်အိမ်နာပါအပီကဲမှာတော့နောက်ထပ်အိမ်ကန်တခန်းပါမယ်ဟုတ်ကဲ့စုစုပါတော့သူကတော့တိတ်လို့မအောက်ထပ်မှာအိမ်ကန်တခန်းပါမယ်ယူကန်အိမ်နာတခန်းပါမယ် အပေါ်ထပ်မှာကအိတ်ခမ်းသုံးခမ်းပါမယ်ရုပ်ခန်းအင်တာတစ်ခုပါမယ်ခင်ဗျဒါလီကတော့ဘုရားကံလေးပေါ့ဘုရားစင်လေးပေါ့ဒီရှေ့မှာတော့တခမ်းပါမယ်ခင်ဗျဒါလီကလည်းအခန်းကျက်လေးပါသူကတော့ cloth style ပေါ့ခေါင်ချော်လေးစောက်ထားတာခင်ဗျဒီတကားဘောက်ကနေကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဝရန်ဒါပေါ့ဝရန်ဒါကနေအင်ရှိ view ကိုလက်မြင်ရမှာပဲဖြစ်ပါတယ်။ OC down view တွေပါလေအခုမြင်ရတယ်ခင်ဗျ။ထင်ရှုတော် view ပေါ့ ါလေးကတော့အိမ်ရှိလမ်းမြင်ရတဲ့ဟာပေါ့ဒါကတော့အနောက်ကတင်းရှူတော်တန်းနဲ့ကျွန်တော်တို့အိုးစီတောင် view ကိုလည်းလမ်းမြင်ရမှာဖြစ်ပါတယ်ခင်ဗျအခုမြင်နေရအိုးစီတောင်မှာဟုတ်ဂရမ်မြေလေးဖြစ်ပါတယ်ခင်ဗျရင်ပြီးဆုံးတဲ့အစ်စ်နေုံပါပဲခင်ဗျစိတ်ဝင်စားရင်တော့ကျွန်တော်ရဲ့အိမ်ချမ်းမြေကိုဆက်သွယ်လိုက်ပါခင်ဗျ